တကယ်လို့များ ISO နဲ့ AIA တို့ဒီအရခတ်တော်တွေကိုနိုင်လို့ရခိုင်ပြည်နယ်ကိုရသွားတယ်လို့ပဲထားစစ်ခွေးတွေကများနင့်တို့ကိုဒီရခိုင်ပြည်နယ်မှာနေခိုင်းမယ်လို့နင့်တို့ကထင်နေတာလားမြစ်ဆုံစီမံကိန်းကိုတရုတ်ကိုပေးလိုက်တာမြစ်ဆုံပေးလိုက်တာနဲ့ AIA ဒီမြစ်ကြီးပြောက်ပဲ AIA ဒီအောက်မှာရှိတဲ့ရွာတွေအကုန်ကုန်ပြီနော်ပိုလန်စီမံကိန်းကိုတရုတ်ကအကုန်လုံးတနိုင်ငံလုံးဖျက်ပြီးဖောက်မယ်ပိုလန်ကြီးပတ်သွားတာနဲ့တရုတ်သိမ်းတဲ့တန်းနဲ့ရှိအကုန်လုံးမြန်မာနိုင်ငံလုံးပြုတ်ဆင်းလာရုရှားဟာမြန်မာပြည်ကို တနည်းတစ်ပုံနဲ့ဝင်လာကူညီနိုင်မယ်လို့ညွှန်လင်းနေတာလေအကောင့်ဒီတို့အိမ်မဆိုးမှတ်ပါလေအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဆက်နှစ်နှစ်ရဲ့နေလခင်ပိုင်းသတင်းထူးများတဲ့အတူပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်ဆီယမနိုမယ်သတင်းထူးလေးရဲ့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့သတင်းလေးနဲ့အတူပေါ့နော်နောက်ဆုံးတစ်ပုတ်မှာတော့ကျွန်တော်တို့ဆီယလူမျက်ကြော်ရဲ့သတင်းလေးတွေပါစူးစစ်တင်ဆက်ပေးလိုက်ပါတယ်သတင်းထူးတွေတင်ပြတဲ့အတွက်ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုဖို့တော့ကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုကျွန်တော်ဆက်လိုက်အောင်ခဏအခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဟုတ်ကဲ့ပါဘကိုးတိုင်းကဗတောင်းမြို့နယ်မှာ အာဂါတတော်အင်းနဲ့ PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာအောက်ရှစ်ပင်မြို့အနီးကိုရောက်ရှိလာပြီးစေကောင်းစီဘက်ကတိုက်ပွဲတွေအတွင်းသေတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတာဟာစေယုံတော်မလောက်တဲ့အထိဖြစ်နေတဲ့အတွက်ပြည်တက္ကစနဲ့မြို့တော်ခန့်မှဒွေမှာပါယာယီစေယုံတွေဖွင့်နေပြီးသူတို့စစ်သားတွေကိုထားထားရတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရင်ကုန်ခေတ်ကိုပြောပါတယ်။ကောင်းတယ်။လက်ရှိအောက်ရှစ်ပင်မြို့အနီးအထိအာဂါတတော်အင်းနဲ့ PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်တွေဟာအရှိန်ဟုန်ပြင်းပြင်းနဲ့ကိုရောက်ရှိနေပြီဖြစ်လို့စေကောင်းစီကတော့အောက်ရှစ်ပင်မြို့ပေါ်အထိပြန်လဲဆုတ်ခွာနေရပြီလို့ဒေသခံပြည်သူတွေကလည်းပြောထားသလိုစ စ်တပ်တရင်ရှင်းမြစ်ကလည်းပြောထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီဗရောင်းမြို့နယ်ကချက်ဖက်စကောင်စီရဲ့ညောင်ကျွတ်တပ်စခန်းကြီးကိုအရကတော်အေးနဲ့ PDF ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီ။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတောက်တောက်ကိုများနေတယ်အပြင်ဒဏ်ရာရတဲ့သူတွေဟာလည်းရေလို့မနိုင်အောင်ကိုများပြနေနေတယ်ပဲ။စစ်ကောင်စီဘက်ကနောက်ပြန်ဆုတ်ပြေးနေရတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်။ လက်ရှိအဲ့ဒီတိုက်ပွဲတွေအတွင်းအာရခတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစေကောင်းစီဘက်ကသေတဲ့သူတွေကိုထက်မတွက်သေးပဲဒဏ်ရာရတဲ့သူတွေနဲ့တည်းအရေးအတွက်ဟာတော်တော်ကိုများနေတဲ့အတွက်ဈေးရုံတော့မလောက်တော့ပဲ အခုဆိုရင်ပြည်ဒက္ခစနဲ့မြို့တော်ခန့်မှတွေ့မှာပါယာယီစေုံတွေဖွင့်လှစ်ထားရပြီဒံယံရသူတို့စစ်သားတွေကိုကုတနေရတယ်လို့အဲ့ဒီနေရာတွေမှာလဲဒံယံရစစ်သားတွေရဲ့ဂဒင်းတွေဟာပြည့်ကျက်နေပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျကဲလူငယ်တွေထွက်ပြေးကြရဲတစ်ဖက်မှာလဲဒင်းတိုင်းတိုင်းဒဝဲမြို့နယ်ကနေဘိတ်ပတ်ကိုငွေစက်ကူတက်တာတွေနဲ့အတူအချက်ပတ်စကောင်စီတက်တာတွေပါလိုက်ပါလာတဲ့ဆက်လီကိုတော်လန်ရေးပုံပုံတက်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စင်ကောင်စီဘက်ကအယောက်20ဝင်းကျင်ကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်ဆက်လီလဲ RPG ထိမှန်ပြီးမိလောင်ပြက်စီးသွားတယ်လို့ လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ညပိုင်းမှာပဲဒဝဲမြို့နယ်ကနေဘိတ်ဘက်ကိုငွေစက်ကူတစ်တာတွေနဲ့အတူအကြက်ဖက်စစ်ကောင်စီတပ်သားတွေရောစစ်မှုတန်းဟောင်းတွေအပြင်ဘန်မန်နေဂျာနဲ့ဘန်ဝင်တပ်နှစ်ဦးပါပါတဲ့ဆက်လီဒစီစုံစင်းလာတာကိုဂျိုတင်သိရှိထားတဲ့တော်လန်ဤပူပေါင်းတပ်တွေကဒဝဲမြစ်ကြောင်းအတိုင်းကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ဒေါ်လာရေးပူပေါင်းတက်တွေရဲ့ဘတ်ပေါင်းစုံကနေညှက်ပိတ်ပြီးပြစ်ကတ်မှုတွေကြမှာငွေစက်ကူတက်တာတွေတင်လာတဲ့ဆက်လီပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအယောက်20ဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဆက်လီပါ RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်လို့လောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိလောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဆက်လီကိုတဝယ်နဲ့ကြောင်းနီမော်အကြားမှာရက်ထားပြီးဆက်လီပေါ်ကသိမ်သွားတဲ့စစ်သားမပါအလောင်းတွေကိုလာရောက်တဲ့ထုတ်သွားရမှာစစ်သားအလောင်း20ဝင်းကျင်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျဟာနေရမှာမဟုတ်နော် ဟဲ့ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကြောက်ပဒေါင်းမြို့နယ်မှာလူငယ်တွေကိုအတရားတစ်ပါပေါ်တာဆွဲဖမ်းဆီးပေးနေတယ်ပြစောတီကောင်းဆောင်ကျော်ဆန်းဝင်းဆိုသူပြည့်ခတ်ခံရပြီးပွဲချင်းမိကိုသေသွားပြီလို့ပုပ်ပါပီပီဂျီအက်တပွဲရဲ့ရဲဘော်ဗျက်တက်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မတ်လ၁၀ရက်နေ့ကပဲကြောက်ပဒေါင်းမြို့နယ်ပုပ်ပါမှာအခြေစိုက်ထားတဲ့အကြံဖက်စကောင်းစီရဲ့အမှတ်98ခြေလင်းတက်ရင်ကနေ လူငယ်တွေကိုအတင်းအမပေါ်တာဆွဲဖမ်းဆီးနေတဲ့ပီစော်တီကောင်းဆောင်ကျော်ဆန်းဝင်းဆိုသူထွက်လာတဲ့အချိန်လမ်းပိုင်းတနေရာအရောက်မှာပဲတော်လိုင်းရက်ပေါ်လေးကပြစ်ခတ်ရှင်းလိုက်ရမှာနေရာမှာရင်ပွဲသမီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပီစော်တီကောင်းဆောင်ကျော်ဆန်းဝင်းဆိုတဲ့သူဟာ စစ်တမ်းအမှန်ကန်ထောက်ခံတဲ့သူဖြစ်တယ်လို့အဂျပန်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပေးတာတွေမတရားငွေညှဉ်းတောင်းရန်တာတွေအပြင်တော်လန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့သူတွေကိုလည်းစစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာတွေလုပ်နေရုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုပါနှီးမျိုးစုံပိတ်နှိမ်ချိန်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ပုတ်ပါပီပီဂျီအတပ်ဖွဲ့ရဲ့ရဲဘော်ပြတ်တာကပြောထားပါခင်ဗျစစ်မကောင်နဲတော်နေသေးတယ် ဖတ်ပါတော့မွန်ပြည်နယ်ရင်းမြုံနယ်ကကွန်ဒူးကျေးရွာထိပ်မှရှိတဲ့အကြဖက်စစ်ကောင်စီတက်ကင်းဘုံစကန်ကိုရေဘလူအဖွဲ့ကတွားရောက်တက်ခတ်တဲ့အချိန်ကင်းဘုံဝင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဂိတ်စကန်ကနေအကောင်လုံးထွက်ပြေးသွားကြတယ်လို့ရေဘလူအဖွဲ့ကောင်းဆောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲရင်းမြုံနယ်ကကွန်ဒူးကျေးရွာထိပ်မှပြည်သူတွေဖြတ်တန်းသွားလာနေတဲ့လမ်းကိုပိတ်ချပြီးကင်းမုံစကန်ချထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုရေးဘလူအဖွဲ့ကတွားရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီချိန်ကင်မုံစကန်ချထားတဲ့စစ်ကောင်စီတပ်သားတွေဟာရေမလူအဖွဲ့လာတာနဲ့စကန်ကိုထားခဲ့ပြီးသူတို့ရဲ့စစ်ယူနီဖောင်းတော့မယူနိုင်မဲ့အကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်အဲ့ဒီမှာလမ်းပိတ်ပြီးစကန်ချထားတဲ့သူတို့စစ်တပ်ကင်မုံဂိတ်ကိုပါမစ်ရှိုရှင်းလင်းခဲ့တယ်လို့ရေမလူအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျကောင်းလည်းတဲ့တဲ့ဟုတ်ကဲ့ပါဒါကတော့ဒီကနေ့နေ့လည်းခင်နောက်ဆုံးညတဲ့တင်ထူလေးတွေဖြစ်ပါတယ်ဆိုတော့ရေဘလူးအဖွဲကလည်းအရန်ကိုကြမ်းတယ်ဗျာနော်လက်တန်အရန်ပြောင်းတယ်ဗျာအရန်ကိုလေးစားတယ်ဆိုတော့အဲထုံနေသူပဲပေါ့နော်ကျွန်တော်တို့တော်လိုင်းတဲ့အဖွဲအားလုံးကလည်းအရန်ကိုတော်ပါတယ်အဲဒါကြောင့် ရန်ကုန်လေးစားပါတယ်လို့ဒီနေ့ပြောလိုက်ပါတယ်ဆိုတော့ဒီနေ့ကကျွန်တော်ကြားတဲ့သတင်းလေးကတင်းကောင်းလေးတွေပဲပေါ့နော်စစ်ကောင်စီကဘယ်နေရာပဲဖြစ်ဖြစ်တော့အချုံနဲ့နေဆိုင်နေရတယ်နောက်ကြတော့ကျွန်တော်စွန်းအောင်တွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်သူတို့တန်ရာရစတီတွေကလည်းအများကြီးပဲဗျာနော်အဲ့ထဲမှာကြည့်လိုက်လူငယ်တွေရဲ့ခမများလူငယ်တွေကဘာတိမှာလဲသုံးလတင်တန်းလေးနဲ့ရှေ့တန်းထွက်တယ်ဆိုတော့ရှောမှာပဲလေမဟုတ်လားသူတို့ရဲ့ဝါရင်စစ်သားတွေတော့မှမနိုင်ပါဘူးဆိုတော့မှပဲအခုလာတာတင်တန်းတက်ပြီးတော့မှပေါ့နော်ရှေ့တန်းထွက်တယ်ဆိုတော့သူတို့ဘူးမရီပါမတီးလင်း ဆိုးဆုံးကတို့မှာစိတ်တက်မရှိဘူးဗျာတို့တိုက်တယ်ဆိုတော့ဘာကိုတိုက်လို့တိုက်မှမသိဘူးကို့ပြည်သူချင်းချင်းတက်နေဆိုတော့အာတိရတာနဲ့သွားရတယ်ဆိုတဲ့အတွက်ပေါ့နော်တို့မှာရွေချက်မရှိဘူးအဲ့ဒါကြောင့်တို့အများနဲ့ရှုံးတော့အဲ့ကြောင့်ကျွန်တော်ဒီကနေ message ပေးချင်တာကကျွန်တော်တို့မိဘပြည်သူများအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါရမီတွေကိုအဲ့လိုမျိုးအတရားမှဖန်ခံဖို့အတွက်ဆောင်းပါလားဒါမှမဟုတ်လို့ရှင်အခုချိန်ကလေးကပေါ့နော်ခွင့်ရရှိတော့ရောင်ရောင်နေမိမှာဖြစ်ဖြစ်ပေါ့နော်တော်တိုင်းနဲ့ပူပေါင်းတာဖြစ်ဖြစ်လုံမလားဆိုတာကိုဆွေးနွေးကြပါကိုကပဲပေါ့နော်စေကျော်တဲ့ဒီစေနှစ်ကျော်နှစ်20လောက်ကျွန်တော် ကျွေးမွေးလာပြီးတဲ့နောက်အဲဒီစစ်ခွေးတွေကလိုက်လကားဖမ်းသွားပြီးတော့မှပေါ့နော်သူတို့အတွက်ပေးဆက်ခိုင်းတယ်ဆိုတာအတိတ်ပဲမရှိဘူးဗျာနော်အဲဒါကြောင့်အတိတ်ပဲမရှိတဲ့အရာတွေနဲ့ကိုတော်မီးရဲ့အသက်ကိုမသိစေပါနဲ့မင်းအောင်လိုင်းပြောခဲ့တဲ့အတိုင်းပဲလူတက်တဲ့တံပိုးကြီးကဘာမှမရှိဘူးအဲဒါကြောင့်မင်းအောင်လိုင်းအာနာဒီမေဖို့အတွက်ပေါ့နော်တောက်တိုင်မဖြစ်ပါစေနဲ့လို့ကျွန်တော်ဒီကနေ့တော့မှပြောကြလိုက်ပါတယ်နော်ဆိုတော့ကိုတော်မီးတွေကိုကောင်းကောင်းလေးဆုံးမနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်တို့ သတင်းသူတွေနဲ့ပတ်သက်ပြီးတော့ကိုထင်မြင့်ချောင်းကိုမမရေးခဲ့ပြပါအောင်။ဒါဆိုရှင်ကျွန်တော်နောက်တစ်ပုံအနေနဲ့ပေါ့နော်ဆီယမနိုမီသတင်းလေးကိုကြည့်လိုက်အောင်။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလူငယ်တွေကိုစုဆောင်းပြီးမှအာခတ်တတော်တွေနဲ့ပဋိပက္ခကိုအမြဲတမ်းလှုပ်ဆောင်နေတဲ့အစ္စလာမ်စစ်သွေးကြွအကြမ်းဖက်ကောင်းဆောင်ဖြစ်တဲ့မိုဟာမက်အာယုန်နဲ့သူ့ရဲ့တပ်ဖွဲ့တို့အုပ်ကို ကော့ဘဇားစစ်ဆောင်စခန်းကနေမှသူတို့၃ယောက်ကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရတယ်။ဒီမိုဟာမက်အာယုကတော့လူငယ်တွေကိုဒီလိုမျိုးဒုက္ခတွေစခန်းကနေမှစုဆောင်းတယ်ပြီးလို့ရှိရင်အာခတ်တပ်တော်တွေနဲ့တိုက်တယ်လူမျိုးရဲ့ပတိပခဖြစ်အောင်လှုပ်ဆောင်နေတဲ့သူဖြစ်တယ်။သူ့ကိုမဖမ်းမိခင်မှာသူကအဲ့ဒီဒုက္ခတွေစခန်းထဲမှာပဲ RSO ဒီနဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်အဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာဒုက္ခတွေသူဥသေးတယ်လက်ရောက်ထက်မနေတိခိုက်တန်းရ ရရှိခဲ့တာဖြစ်တဲ့ဆိုတော့အဲ့လိုမျိုးပြစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ AIA အကြံဖက်ကောင်းဆောင်ဖြစ်တဲ့မိုဟာမက်အာယုန်နဲ့အတူသူ့ရဲ့တပ်ဖွဲ့ဝင်တို့အုပ်ကိုဒုက္ခတေစခန်းထဲမှာပဲဖမ်းဆီးခဲ့ရကြောင်းသိရှိရတာဖြစ်တဲ့ဖြစ်တော့မဖြစ်နိုင်ဘူးဒါပေမဲ့ဥပမာပြောမယ်တကယ်လို့များ ISO နဲ့ AIA တို့ဒီအရခတ်တော်တွေကိုနိုင်လို့ရခိုင်ပြည်နယ်ကိုရသွားတယ်လို့ပဲထား စခွေးတွေကမြန်နဲ့တော့ကိုဒီရခိုင်ပြည်နယ်မှာနေခိုင်မယ်လို့နင်းတို့ကထင်းနေတာလားတကယ်ဆိုလို့ရှင်နင်းတို့ကအာရခတတော်တွေနဲ့ပူပေါင်းပြီးမှစခွေးတွေကိုတိုက်ပြီးမှဒီရခိုင်လူမျိုးတွေနဲ့အတူတူနင်းတို့နေရမှာဖြစ်တယ်အခုဒီ RSOD လည်းထုံနည်း၎င်းပဲเนาะနင်းတို့ကိုမြန်မာနိုင်ငံသားမဟုတ်ဘူးလို့ ဒီနေ့ဒီအချိန်အထိတိုင်အောင်နင်တို့ကိုစစ်ခွေးတွေပြောနေတာဖြစ်တယ်စစ်ခွေးတွေကနင်တို့ကိုထမင်းနေနေကြွေးလိုက်ပြီးပတ်စံနေနေပေးလိုက်ပြီးဆိုလို့ရှိရင်နင်တို့ကအရခတ်တတော်တွေကိုနင်တို့ထထဟောင်းနေတာတိုင်းစခန်းတောင်မှပြောင်းလာနင်တို့ဒီ RSO ဆိုတဲ့မျက်စီထဲမှာထည့်လိုက်လို့ရှိရင်တောင်မှမစူးတဲ့အဖွဲ့စည်းတွေကိုအရခတ်တတော်တွေကနင်တို့ကိုဖက်လုံနေမလားအခုနင်တို့အရခတတော်နဲ့ဒီစစ်ခွေးတွေကိုပေါင်းတိုက်ပြီးမှရခိုင်ပြည်နယ်မှာကောင်းကောင်းလေးပျော့ပျော့ရွှွှဲနဲ့နေထိုင်ရမှာဖြစ်တယ် ဒါကိုအဲ့လိုမျိုးမလုပ်ဘူးနင့်တို့ကဒီနေ့အရခတ်တတော်တွေကိုတိုက်တယ်ခဏတုန်းကပြောတယ်လို့တကယ်လို့ဒါနင့်တို့ကအဲ့ဒီရခိုင်ပြည်နယ်မှာရှိနေကြည်နင့်တို့ကိုဒီစစ်ခွေးတွေကအမျိုးပြုတ်အောင်တခါလေးတနေ့ထဲမှာပဲကျင့်တဲ့ကျင့်ထဲမှာနင့်တို့အားလုံးကိုပြစ်တတ်လိုက်မှာလွန်ခဲ့တဲ့အချိန်မှာလုတ်ခဲ့တယ်နင့်တို့မမှတ်ဘူးလားဒါကြောင့်မို့ပဲနင့်တို့ကိုလူလူမထင်တော့ပဲအခုနင့်တို့ဘင်္ဂလားဒေ့ရှ်ထဲမှာဒုက္ခတဲ့စခန်းဆိုတာဖြစ်ပေါ်လာတာမဟုတ်ဘူးလားနင့်တို့လေထမင်းစားလို့ရှင်လဲထမင်းနဲ့နဲ့နာအောင်ဟုတ်ကဲ့ပါဒါတော့ဆရာမနိုမီရဲ့တင်ပြနေမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကို တွေ့ရှိပြီးတယ်ကျွန်တော်တို့ drawing ကြံကြီးကမလမ်းမအနေနဲ့လေပေါ့နော်အမှန်လားအမှားလားဆိုတာကိုခွဲခြားတတ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့နောက်တစ်ပုတ်အနေနဲ့ကျွန်တော်လေးစားတဲ့ကိုယ်စီသတင်းလေးကိုကြည့်လိုက်အောင်အထိုင်းမှာအခုတို့တရအကြောက်တရားနဲ့ရင်ဆိုင်နေရတယ်အစိုးဆုံးအထိုင်းပေါ့တောင်းစီအကြောင်းမရှိဘူးကျွန်တော်တို့ကကျွန်တော်တို့ထိုင်းနိုင်ငံကိုလာတယ်ထိုင်းနိုင်ငံဥပဒေတွေကိုအဓိကလေးစားလိုက်တာကိုအရေးကြီးတယ်တို့နိုင်ငံမှာနေတယ်တို့နိုင်ငံချမှတ်ထားတဲ့ ဥပဒေတွေလိုက်နာတယ်သူတို့နိုင်ငံကျွန်တော်တို့က passport အခွန်အခပေးတယ်ပြီးဒီနိုင်ငံမှာအလုပ်လုပ်တယ်ရလာတယ်ကျွန်တော်တို့ကလှုပ်အားကကျွန်တော်တို့နိုင်ငံအတွက်စိုက်တဲ့နေမှာအုံပြုဝင်ရှိတယ်ဒါကိုအားလုံးတဘောပေါက်ဖို့လိုတယ်အကြောက်တရားတွေကိုလက်လွတ်ကြပါတော့အကြောက်တရားနဲ့နှစ်ပေါင်း60ကျော်နေခဲ့တော့ကျွန်တော်တို့တိုင်းပြည်ဒီခြေနေတိရောက်ခဲ့ပြီးပါပြီဒီတခါထပ်ပြီးတော့အကြောက်တရားထပ်ပြီးလွှမ်းမိုးကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရတာမလွတ်ရုံနဲ့မဟုတ်ပြက်ဖို့ပဲရှိတော့ဒီခါရှိုးရင်ဘာဖြစ်မလဲမြစ်စုံစီမံကိန်းကိုတရုတ်ကိုပေးလိုက်တာမြစ်စုံပေးလိုက်တာနဲ့ AOD မြစ်ကြီးပြောက်ွယ်ပြီ AOD အောက်မှာရှိတဲ့ရွာတွေအကုန်ပုံပြီနော် ပိုလန်စီမံကိန်းကိုတရုတ်ကအကုန်လုံးတနိုင်ငံလုံးဖျက်ပြီးဖောက်မယ်။ပိုလန်ကြီးပောက်ွားတာနဲ့တရုတ်သိမ်းတဲ့တန်းနဲ့ရှိအကုန်လုံးမြန်မာနိုင်ငံလုံးပြုတ်ဆင်းလာမယ်။နောက်ဘာဖြစ်မလဲ။မြန်မာတွေကအဲ့ဒီတရုတ်တွေစီမံကြွန်ခံတဲ့ဘဝပြန်ရောက်မယ်။အခုတော့မှကရှင်ဘက်မှာသွားကြည့်ပါ။တရုတ်တွေတချို့ကမပြောလာဆိုင်တယ်။ဧကညောင်များစွာငှားပိုက်တယ်။လေပိုင်ရှင်တွေရှိရတယ်။နော်ဘလို့ပြောမလဲတနစ်စာလဲလုံးလို့ရတဲ့အကျိုးအမြတ်ကဘာမှမရှိတဲ့အတွက်နိုင်ငံဆင်းရဲနေတာကိုဒါတွေအားလုံးကနိုင်ငံဆင်းရဲနေတဲ့ပြည်ယုတ်အဲ့တော့တောင်သူတွေကကြက်သေးတော့နားလိုက်တယ် မာနာပြီးတဲ့နောက်မှာတ िश ူးငပြောကိုလာပြီးတော့စိုက်တယ်အဲ့လိုလာစိုက်တဲ့နေရာမှာသူတို့က2နှစ်ဆို2နှစ်3နှစ်ဆို3နှစ်ငားထားတာဖြစ်တဲ့အတွက်အဲ့ဒီအတော်အတွင်းမှာဓာတုဗေဒဆွေးတွေမြောင်များစွာတုံးပြီးတော့အကုန်စိုက်ပြစ်တာပြီးလို့ရှိရင်အဲ့ဒီစိုက်ခင်းထွက်သွားတဲ့အဲ့ဒီမြေဘာမှတုံးစားလို့မရတော့ပိုပြီးရှင်းသာစရာကောင်းတာအဲ့ဒီငပြောချက်မှာအဲ့ဒီမြေကိုငှားလိုက်တဲ့မြေပိုင်ရှင်ကလူငှားဖြစ်ပြန်လောက်ရတဲ့အစ်အဲ့ဒါနိုင်ငံဟာတရုတ်လက်ထက်မှာပါတယ်ဘူးနော်အခုမင်းအောင်နိုင်ရုရှားကိုနော်အလုတ်ကမဆစ်လို့တယ်ဒါဟာကြုံရောင်းစားတာသူတို့မှတိုင်းပြည်ကိုတိုးတက်ဖို့လုံနိုင်တဲ့အစွမ်းစားဘာမှမရှိဘူး ခုရုရှားသွားပြီးစာထုတ်ဆယ်ခုချုပ်လာလို့ဘောင်းကြောင်ဘောမတွေလောနေတယ်ပေါက်ပန်းနေတယ်တိုင်းပြည်ရောင်းစားကွက်လို့ဘာမှလောက်တတ်တဲ့ကောင်မျိုးမဟုတ်ဘူးကုန်းစုံဆိုင်ဆိုင်တော်မှစီမံခန့်ခွဲတတ်တဲ့အရေးကြီးမရှိဘူးဆိုတော့လီကွန်ယူရဲ့စကားတကယ်မှန်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေအကြောက်တရားနဲ့နေလို့မရဘူးအထူးသဖြင့်ထိုင်းမှာရှိတဲ့ကျွန်တော်ညီအစ်ကိုမောင်မလေးပြောချင်တာကထိုင်းဦးလေးကိုလေးစားပါလိုက်နာပါဒါပေမဲ့ကျောက်တို့တိုင်းပြည်အတွက်ပြက်ပြက်တာတာရက်တည်ကြပါအကြောက်စရာမရှိဘူးနောက်တစ်ခုရှိတာကစက်ရုံလေးမှာလိုက်ပြီးတော့စစ်မှုထမ်းဥပဒေအတွက်လက်မှတ်ထိုးခိုင်းတဲ့အရာတွေလုံးဝထိုးမင်းမရှိဘူးတော့ဒါဟာလူ့ဝင်ချိုးပေါက်တာအဲ့ဒါလို့ဖြစ်လာရင်ညီညီညာညာနဲ့ပြက်ပြက်တာတာပြောပါ စက်ရုံမန်နေဂျာဖြစ်ဖြစ်တထည်ဖြစ်ဖြစ်ဒါအလူဝင်ရေးထိုးပေါက်တာလောက်ပိုင်ခွင့်လုံးဝမရှိဘူးဘာဥပဒေကြောင့်မှလောက်ပိုင်မရှိဘူးတိုင်လို့ရတယ်ဟန်ကောင်ဒါတွေအားလုံးကိုတဘောပေါက်ဖို့လိုအပ်တယ်နော်ဒါကြောင့်မလို့အခုဆိုရင်ဈေးခါတော့ချိုးတယ်မလူရဲတော့အခုကျွန်တော်တနင်္လာရီကျော်ကရင်ကျော်တင်တန်းတွေအများကြီးရှိတယ်မနေ့ကဟိုဟိုရက်ကတနင်္လာရီဘက်မှာကိုယ့်ဘက်ကစကန်းတစ်ခုကိုထိုးစစ်စင်ကလေးစကန်းတစ်ခုလက်လွတ်လိုက်ရတယ်ရှိတယ်အဲ့ဒီမှာတင်တန်း300လောက်ကိုကျွန်တော်ပေးတာဟိုရက်ကမှတင်တန်းပြီးတယ်အချားတင်တန်းနေလည်းရှိတယ်စစ်ဘေးရှောင်နေလည်းရှိတယ်ရိတ်ခါတွေအများကြီးလိုအပ်တယ်ဒါပေမဲ့ချိုးတွေကြောက်တော့ရိတ်ခါတော့မလူရဲတဲ့ပုံစံမျိုးဖြစ်လာတယ် ဒါတွေကတော်တော်အချိန်လေးဆိုးတယ်အခုကျွန်တော်ဆိုဒါကြိတ်ခါပြတ်နေပြီအခုနောက်ပိုင်းမှာကြိတ်ခါဘယ်လိုဖြစ်လဲဆိုတော့သူများနိုင်ငံခြားလူတွေကပတ်စံဖြတ်ပေးပြီးတော့ကိုစီစံ800ဝဲပဲ200ဝဲပဲအဲ့ဒီစံတွေနဲ့ကျွန်တော်ထားပေးနေရတယ်ခိုင်းမှရှိတဲ့လူတွေကကြောက်လို့မလူရဲကြဘူးအဲ့တော့ကျွန်တော်ပြောချင်တာကဒီအချိန်မှာကျွန်တော်တို့ကြောက်စရာမလိုသေးဘူးနော်မင်းအောင်နိုင်လက်ထဲကိုအာနာမရောက်သေးသဖြင့်ဘာမှမကြောက်နဲ့အဲ့တခုရှိတယ်ကျွန်တော်တို့ကညံ့ပြေးလို့မင်းအောင်နိုင်ကိုလက်ထဲအာနာပေးလိုက်ကြပြီဆိုရင်တော့အဲ့ချိန်ကျအကြောက်တရားထားတော့ဒါကိုပြောချင်တယ်ဒါကြောင့်မလို့ထိုင်းမှရှိတဲ့ညီကောင်မောင်တို့ကအနေနဲ့ မကြောက်ကြမှာနဲ့ကိုလှုပ်เสียရှိတော့ပြက်ပြက်တသားလှုပ်ပါအဓိကစီးလုံးကြမှာညှို့ကြမှာဒီအချိန်မှာတတိထားပါပေါက်ပန်း50လှုပ်လိုက်မယ်ဆိုရင်တရင်ပဲလှုပ်လို့ဗမာပဲလှုပ်ရခိုင်ပဲလှုပ်လို့လှုပ်တဲ့လူကလူမျိုးပကွဲချောက်ထိုင်းနိုင်ငံသားတွေကမြန်မာပြည်သားလို့ပြောမှာလက်ရှိဖြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့လက်ခံစည်းမှုတွေအားလုံးကလည်းရှင်းပြရွှေပြောင်းလှုပ်တာနေနေရလို့ပြောတာမြန်မာနေနေပုံစံဖြစ်နေတယ်နော်အဲ့တော့ကိုယ့်ဘက်ကလူတွေကလည်းမနေတဲ့မစားတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကိုယ့်အချင်းချင်းမထိန်းကြည့်ပြီးတော့သူတို့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်သူတို့နိုင်ငံမျက်နှာကိုကြည့်ရမယ်သူတို့ပြည်သူမျက်နှာကိုကြည့်ရမယ် သူတို့ညွန်ညင်တာကိုကျွန်တော်လုတ်ပိုင်ခွင့်မရှိဘူးဒါတော့အရေးကြီးတယ်ဒါပေမဲ့တိုးတိုးတိုင်းပြည်လွတ်မြောက်ရေးအတွက်ဘယ်သူမှပိတ်ပင်ခွင့်မရှိဘူးအဲ့ဒါကိုတော့မြင်းနဲ့ကင်ဆယ်ထားတာဒါရှင်းတယ်ကျွန်တော်တို့တိုင်းပြည်အတွက်သူတို့နိုင်ငံမှာလှုပ်လာလှုပ်တယ်ပတ်စပို့တွေပေးတယ်အခွန်အခတွေပေးတယ်နော်သူတို့နိုင်ငံဥပဒေတွေလေးစားတယ်လိုက်နာတယ်ကျွန်တော်တို့လှုပ်အားကရတယ်ကျွန်တော်တို့လှုပ်အားကနဲ့ကျွန်တော်တို့တိုက်တယ်လို့ကျွန်တော်တို့တိုင်းပြည်တွေလှုပ်လို့မရှိဘူးကျွန်တော်တို့တိုက်တယ်လို့တုံးဆွဲပိုင်လို့ရှိတယ်ဒါငွေပြူကနေကျွန်တော်တုံးဆွဲတာမတရားနည်းလမ်းနဲ့တုံးဆွဲတာမဟုတ်ဒါကြောင့်မလို့အဲထောက်ဖို့တွေအလူခံလို့မရဘူးဆိုတာကအလူခံခွင့်ဆိုတဲ့လမ်းပင်းသားမှာပတ်ပလစ်မှာကျွန်တော်တို့အလူခံခွင့်ဆိုတာရှိတယ် ဒီဥပဒေတွေရှိပြီးသားတယ်တချိန်ကနားလည်ပူတထားတာအခုချိန်မှာနိုင်ငံရေးအတိုက်အခိုက်တွေကြောင့်ဒါတွေကိုလိုက်နေနေတယ်အဲ့ဒီအပေါ်မှာကြောက်ပြီးတော့ချွတ်တဲ့တော်လှန်ရေးတွေကိုလောက်ကမှကြောက်လာမဆိုင်ဘူးတော့ကိုယ်စိုက်ရုံနဲ့မှလူပဲကြည့်ဟဲ့ငါတို့အစုမဲ့ဟဲ့ဒီလေးဒီနေ့ဘယ်လောက်ရလဲမင်းဘယ်လောက်ထက်လဲမင်းငါဘယ်လောက်ထက်လဲယော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 အင်းတို့ကပို့လူတိုင်းတော့ပိုင်ဝင်ရှိတယ်အဲ့ဒါဘလူးမတားပိုင်ဝင်မရှိဘူးဒါအကန့်လေးကိုခွဲခြားတိကျဖို့လိုအပ်ပါတယ်နော်ကျွန်တော်တို့ကိုကြည့်ပါဗျာနည်းနည်းကြောက်ကြမယ်ဆိုရင်ကျွန်တော်တို့လည်းကြောက်ဖို့ထားပါဦးနော်ကျွန်တော်ဆိုရင်ဖလော့တော်လည်းဒီကျွန်တော်ပုံပြီးရောက်နေတာနော် ဒိုင်းကောင်းဆောင်မပြတ်ကောင်းဆောင်ဆိုပြီးတော့ပပန်းလေးဆက်ဆွဆွဲခံရပြီးတော့ဌာနဆိုင်ရာတွေအစစ်အစစ်ဘန်ကောက်ရုံးထုတ်တွေအစစ်အစစ်အစခေါ်ယူစစ်စစ်ခံတဲ့အနေထားနဲ့တော့ကျွန်တော်အကြောက်တရားကိုဘေးပြထားပြီးတော့ဒီတိုင်းပြည်အတွက်ကျွန်တော်တို့တတ်နိုင်တော့လုပ်နေတာဒါကြောင့်မလို့ကြောက်မယ်ဆိုရင်အရှင်းမလုပ်နေတဲ့လူတွေကိုအချက်မျက်နှာကြည့်ပေးကြပါအနောက်မှာဘာမှမဟုတ်တဲ့ကိုပစံလေးကိုယ့်ရဲ့ချွေးနေစားကိုပစံအောင်ကိုထဲဖို့ကြောက်မယ်ဆိုရင်ဟာအရှင်းမသူ့လုပ်နေတာမကြောက်ဘူးလားလို့အတွေးလေးကိုတော့တွေးနေရှင်စီးလုံးမှုကအင်အားမှာကျွန်တော်တယောက်တည်းသွားပြီးလုပ်နေလို့ဘာမှဖြစ်မလာဘူးအဲအဲ့ဒါလိုပဲ ဒီတနိုင်ငံတော့မှရှိအလုပ်ဓမ္မတွေအားလုံးညီညီညံ့ညံ့ဟုတ်တယ်ငါတို့လက်ကငါတို့တိုက်ပြီးတော့လွှဲမယ်ဘယ်သူမှတားဆီးပိုက်ပယ်မှုမရှိဘူးဒါပေမဲ့တယောက်တယောက်လဲဆိုရင်တော့အဲ့ဒီဟာကိုအချမ်းသီးလမ်းနဲ့တားဆီးတာဖြစ်လာတယ်ဒါဟာစီးလုံးမှုအင်အားပဲဒါကျွန်တော်ပြောတာနှုတ်ဆော်နေတာမဟုတ်ဘူးတော့အမှန်တရားကိုကျွန်တော်ပြောပြတာဒါကိုအားလုံးသဘောပေါက်ဖို့လိုတယ်နောက်ပြီးတော့အလုပ်ဓမ္မအခွင့်အရေးချိုးဖောက်မှုတွေဟာခုနကပြောဒီကာလမှာကျွန်တော်တို့တွေမှာအားကိုးရမဲ့နေတယ်ထိုင်းမှာပြောင်းတက်နေတယ်လက်ရှိအချိန်မှာဆိုသူတို့ထိုင်းနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံသားတယောက်ကဘောက်တာဟောက်ကလုံနေမဲ့ဆိုရင်ချက်ချင်းတိုင်ပြီးတော့စစ်စစ်ခိုင်းလို့ရတယ်ဒါကြောင့်မလို့ညမဲ့အရက်တောက်စားတာတွေပါတယ် နော်ကိုကတချင်းဆိုတော့မဆိုကိုတချင်းဆိုတဲ့အတန်ကိုကအဆောင်ပဲကိုအခန်းထဲရမယ်အတန်ထွက်လို့ရမယ်အပြင်ကိုအတန်ထွက်တာအပြင်အတန်ထွက်တယ်ဆိုတော့သူများကိုစဉံတန်ဖြစ်လားနှောက်ရတန်ဖြစ်လားလမ်းသွားလမ်းတော့အချိန်တော်သွားမယ်ဆိုတော့ကိုကကိုပုံမှန်သွားမယ်ဟိုဝင်ဒီထွက်ဟိုငေးဒီငေးမလုပ်တော့ဒါတွေကဒီချိန်မှာအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့တွေအနေစားမတိုင်တော့အရေးပြပြတ်မှာချိန်နေတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့နောက်ဆုံးနေနဲ့မြေသားရက်ခံချင်တာတော့ time မှရှိတဲ့အင်အားစုတွေအနေနဲ့တော်လှန်ရေးကိုအားမလျော့ပါနဲ့ဆက်လုပ်ပါရိတ်ခါနေတဲ့တောက်လျှောက်လိုနေပါတယ်ရိတ်ခါတွေထောက်ပံ့ပေးကြပါဘာဖြစ်လို့ရိတ်ခါကိုထောက်ပံ့ပေးကြဆိုရတယ်ကျွန်တော်မှအခုလစဉ်တိုင်း ျွန်တော်လူမခံဘူးတော့လိုက်လွင်ပြီးကျွန်တော်လုံးဝလူမခံဘူးလိုက်မလွင်တာဆိုအခုနှစ်လသုံးလရှိပြီဒါပေမဲ့တိတက်တဲ့လူတွေအားလုံးကမစင်ညာတွေတောက်ချောက်ထူထားတဲ့ငွေတွေရှိတယ်အဲ့ဒီငွေတွေအားလုံးကိုကျွန်တော်ရိတ်ခါမဝယ်နိုင်ဘူးမဝယ်ခြင်းဘူးဒီငွေကိုပဲကျွန်တော်ပို့ခြင်းဒါကြောင့်မလို့ရိတ်ခါကိုထူချက်ပါကျွန်တော်ကိုယ်တိုင်လိုက်စုမယ်ဆိုတာကျွန်တော်ပို့ပေးမှန်းတယ်ဒီငွေတွေကသွားလူလိုက်ဘက်ကလည်းလိုက်တော့ဝယ်လိုက်ပြီးဟုတ်တယ်မလားအခုရိတ်ခါလို့လေဗျာကျွန်တော်အလူထက်ထားငွေနဲ့ကျွန်တော်ကားတစ်စီးကိုဝယ်လိုက်မယ်ကျွန်တော်ဘာမှမပင်မှန်းဘူးဒါပေမဲ့လို့ဒီမှာကြော့သွားမယ်အဲ့ဒီအတွက်ရိတ်ခါတွေထောက်ပံ့ကြပါလို့ပြောတာအဓိကကတော့ဆန်စီမမအခြားအိမ်တုံးဆောင်ပစ္စည်းစိုက်တို့ထောက်ပံ့လို့ရတယ် ဒီအဆောင်တစ်ခုမှာကိုကဥဆောင်ပြီးတော့ဟဲ့90ဆန်တိတ်ထောက်ပတ်မယ်မတ်နေမယ်ဒီလိုဘာထောက်ပတ်မလဲစုပေးထားလိုက်ဘလောက်ရတယ်ကိုစီဒါယူပေးပါအခြားထောက်ဖို့တွေဘယ်လိုတွေရှိတယ်ကိုစိတ်ချယုံကြည်ရတဲ့လူတွေဒါမျိုးဆိုရင်အရှိရလောက်ကတဲ့လူတွေလည်းအားတက်တယ်အနောက်ကလူတွေလည်းမထိခိုက်ဘူးနော်လူတစ်ယောက်ထဲကနေတထောင်ထောက်ပတ်နေရမလို့ပြလူ100ယောက်ကနေတထောင်ထောက်ပတ်တာကျွန်တော်ဖြစ်စေချင်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကရေရှည်သွားနေရတယ်အဲ့ဒီတထောင်ကလည်းနေပြင်းတိုက်ရိုက်ရောက်ကမဲ့အဖွဲ့အစည်းမျိုးလူပုတ်ကုန်မျိုးပဲလက်ထက်ထည့်စေချင်တယ်ကျွန်တော်လည်းမယုံနဲ့ကျွန်တော်မြန်ပြောရစကားရှိပါတယ် ကျွန်တော်လည်းမပြောနဲ့ကျွန်တော်ကတော့ကျွန်တော်ကြောက်အကောင်းဆုံးပြောမှာထို့နည်းတူပဲအခြားသောလူတွေရဲ့ဒီတိုင်းပဲဒါပေမဲ့လောက်ရက်တွေရှင်းတန်းနေနော်လောက်ပုံကိုင်းပုံနေစီစစ်ပေးပါကျွန်တော်ချစ်ထည့်ဝင်တဲ့လူဆိုကျွန်တော်အမြဲတမ်းရှင်းတန်းမှာကိုယ့်နာမည်ကိုကိုစစ်နာမည်မပါလိုက်ချိန်မပြောအားလုံးတိတိကျကျဖြစ်နေရမယ်မိဘလားလူထားတယ်မိလူထားတဲ့အထောက်အထားပြတော်ရှင်းတန်းမှာကြွားကြည့်မိနာမည်ပါအောင်အဲ့ဒီပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့လည်းစူးစမ်းတယ်ဒါဟာအပင်မခံပြီးစူးစမ်းတယ်ဆိုတာဟဲ့ဒီတော်လှန်ရေးအားနည်းဝါမှာဆိုလို့ဒီပြည်သူတွေအားရှိမှဟဲ့ဒီတော်လှန်ရေးအရှိန်အဟုန်နဲ့တွန်းနေမှာကျွန်တော်တို့လည်းရှုံးလို့မရဘူးလုံးဝရှုံးလို့မရဘူးနော်အဲ့ဒီစိတ်ကိုလူတွေငွေးရပါမယ် ကျေးဇူးတင်ပါတယ်နော်အခုလက်စွပ်လှူပေးတာလည်းအမကြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်တော်လိုင်းမှာပါဝင်နေကြတဲ့တူတယောက်ချင်းတိုင်းလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အောင်မြင်တဲ့အထိအတူတကွဆက်လက်တိုက်ပွဲဝင်ကြပါမယ်အားလုံး fight ပါโอเคပါဒါတော့ကိုစီရဲ့တည်နေမဖြစ်ပါတယ်ဆိုတော့ကိုစီပြောတဲ့တည်နေလေးကိုနားထောင်နေတယ်ပေါ့နော်ကျွန်တော်စတဲ့နေတုံထားမိတယ်ဗျာကျောင်းကြီးကမောများများနေနေတော့ဘယ်လိုမျိုးဖြစ်မိလဲတော့မသိဘူးပေါ့နော်ကိုစီပြောတာကအရင်ကကောင်းတယ်အတိပဲလည်းရှိတာပေါ့နော်ကျွန်တော်တို့ဒီခုချိန်မှာပိုတော့မှစီးလုံးတင်တာပေါ့နော်အဲဒါကြောင့် ထက်ခဲတွေကြားထဲကနေတော့မနော်ကိုတနန်တဲ့အရာလေးတွေကိုတော်လိုင်းရေးတွန်းဆိုပြီးတော့မနော်တစ်ထည့်ဝင်ဝင်ပါဝင်ပေးကြပါလို့ကျွန်တော်ညနေမှာမျက်တည့်ရခံပါတယ်ဆိုတော့နောက်ဆုံးတစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဆရာလိုမျိုးကြော်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ရုရှားတက်ကဆောက်မိနျူကလ িয়ার ဆက်ယုံဆိုတာကိုကုံစာပြနေတာတကောင်ကြီးရေနဲ့စိတ်ကမ်းမှာတဝဲရေနဲ့စိတ်ကမ်းမှာတုံးဖို့လျက်စင်ပြီးတုံးဖို့သာဆောက်မှာကိုသူတို့တို့များရလို့ညာညာဘောမတိုက်တိုက်ကုံစာပြနေတာကျွန်တော်ပြောတယ်နော်စီးရီးယားလို့ဥခိုင်းအောင်မှာဆိုတာမှတ်မိတယ်ဥခိုင်းမှာဆိုတော့ဒီချိန်မှာ ရန်သူဘက်ကအခြေအနေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာရုရှားတရုတ်ကိုဘကင်ခြေကုပ်ယူပြီးရုရှားစီကယူအမြောက်တိုက်လေရင်ဒဇင်းကူညီတယ်ဆိုမဲ့ဆိုတဲ့အတန်တွေကြားရတယ်လို့ပေါင်6600မြို့ဖြတ်ဒရုန်းဆက်နက်ရှင်ကူညီမယ်လို့လည်းကျွန်တော်တို့ကြားနေရပါတယ်။ရကြစစ်ဘက်ဆိုင်ကဂျိုရုနှစ်ခုနဲ့စာချုပ်ထုတ်ဆိုမှုရှိတယ်လို့ကြားရပါတယ်။ဒီလိုကြားနေတုန်းကယူကရိန်းရုရှားစစ်မျက်နှာမှာခိတရဆိုင်ပြီးအပြော့သွားပြီးရုရှားဟာ မြန်မာပြည်ကိုတနည်းတစ်ပုံနဲ့ဝင်လာကူညီနိုင်မယ်လို့ညွှန်လင်းနေကြတဲ့အကောင်တွေအတွက်အိမ်မက်ဆိုးမှတ်ပါတယ်။ဒီနေ့ယူကရိန်းဟာရုရှားနိုင်ငံမော်စကိုမြို့တော်ကိုဒရုန်းပေါက်900ထပ်မလဲဒရုန်းအုပ်စုကြီးဒရုန်းပိုးကြီးဆင်ခဲ့ပါတယ်။ရှဲပဲဗျ။ဒါတော့မင်းအောင်လိုက်အာဂိုရဲရုရှားသမရပူတင် မင်းပြောတဲ့စကားတွေစက်ကူစုပ်ဖြစ်ပြီးလေထဲလွင့်သွားနိုင်တဲ့အချက်တစ်ချက်ပြောပြပါမယ်မင်းအမိုင်ယူရီကဒိုးစစ်ဆင်လို့ရုရှားကိုစစ်များနိုင်ခဲ့ရင်ပူတင်ဟာကျိုးစင်အတင်ခံရမှာမင်းနဲ့အတူမင်းအမိုင်ရှင်းတယ်နော်ဖက်စစ်တာတဖက်မှာဒီလိုပြပအာဂိုပစိယူလို့ယူပြီးရုရှားနဲ့တရုတ်စီမှာတလက်စီပေါင်းပြီးချွတ်ပေးနေပြီမဲ့ပြည်တွင်းမှာပုံကံမှုမဖြစ်စေရေးတွေးခွဲအုပ်ချုပ်မှုတွေလုပ်နေတာတွေ့ရပါတယ် ဒီလိုသွေးခွင်းအုပ်ချုပ်မှုတွေကြောင့်စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေကိုယာရုတုနေရာပေးအချင်းချင်းသွေးခွင်းမှုတွေကြောင့်ဗိုလ်ချုပ်တွေမညီညွတ်ဘူးတိုင်းပြည်ကိုကယ်တင်ဖို့လူလူအရေးမစင်စားဘူးသူတို့အာနာခွာနာရှာနာနေရာကိုကြိုးစည်းပွားရည်တာဆောင်ရွက်နေတဲ့ကောင်တွေအဖြစ်ရောက်ရှိနေတဲ့အတွက်တစ်ချိန်ကျရင်မရောက်နိုင်တဲ့အတူဂျိုးစင်တက်မဲ့စစ်ဗိုလ်ချုပ်တစုဆက်ရင်ရှိလာအဲ့တော့တွေ့ခွေအုပ်ချုပ်ရေးကိုမင်းအောင်လိုက်ဟာဘယ်လိုလုပ်နေလဲဆိုတော့စီနီယာဂျူနီယာတွေ မထားဘူး။ယုံကြည်စိတ်ချသူများကိုတောင်းနေရာတို့တွေတိုးပေးတယ်။အဲ့တော့ဘိုးချုပ်တွေကြားထဲမှာသူတက်ကနေရာရာကြီးအပြင်းထန်လှုပ်နေတာ။အဲ့တော့စင်စုံစစ်စင်ပြပွားချိန်မှာဆိုရင်စီနီယာဂျူနီယာတိုင်းလုံးဝမဟုတ်တော့ဘဲသူစိတ်တော်တိဘောင်းတော်ကျင့်စစ်တန်းကြအပြောင်းရွှေ့တယ်။အထူးသဖြင့်စိုးဝင်းစစ်ပဆိုင်ရာရာလုံးနဲ့အရက်ပဆိုင်ရာတောင်းဝင်များကို၎င်းသူတစ္ဆာခံတဲ့အငယ်တဲ့ဘိုးချုပ်တွေကို ရာလူတုံးမြင့်လွဲပြောင်းလာပြီလောက်လာပါတယ်ဒီကောင်တော့စိုးဝင်းနဲ့ပတ်သက်ပြီးတော့လောက်ပိုင်ခွင့်နဲ့ယာလူတွေယာလူတွေကိုဒီကောင်ကစိုးဝင်းယူလာတဲ့ထိမ့်ချုပ်လာတဲ့ယာလူတွေကိုမရောက်ခင်ရဒီရက်စီစစ်တပ်ကအပစင်3500ဘူတို့ကြော်စွာလင်းကိုလွဲပြောင်းပေးတယ်စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဒုတိယဘူတို့ကြော်စွာလင်းဖြစ်လာပါတယ်စစ်ဘက်ဆိုင်ရာကိစ္စတွေတိုက်ရိုက်အစီခံမှုကိုမရောက်နိုင်ကသူစီကိုတိုက်ရိုက်အစီခံနိုင်လို့စစ်ရုံးချုပ်ကပြေပို့ထားဆိုရင်အခက်ခဏဘူ ကတ်သက်ဖယ်ရှားထားပြီးစိုးဝင်းဟာအိမ်နှိမ့်ဆန်ဘောကနေမျက်နှာမျိုးမျက်နှာငယ်စစ်သက်ထဲမှာတိတ်ငယ်နေလေးရှိပါတယ်ရှင်းတယ်နော်မဟုတ်ဘူးလို့လားပြောအဲ့တော့ညစ်ကွတွေညစ်ကွဖြစ်တဲ့ကျော်စွာလင်းရှေးဆိုင်ကစီမံခန့်ခွဲမှုတွေကိုကျော်စွာလင်းနဲ့တိုက်ရလွယ်ပြီးတက်ချုပ်ကိုဘေးဖယ်ပြီးတော့မျက်နှာမျိုးမျက်နှာငယ်တဲ့အဲ့ဒီဒုတက်ချုပ်ဆိုတဲ့ကောင်စိုးဝင်းတိတ်ငယ်တဲ့ဘောကနေဖြတ်တန်းနေလေးရှိပါတယ်ညစ်ကွဆိုတာလေး လက်ရှိကြော်စွာလင်းဆိုတာလက်ရှိဒုတက်ချုပ်ဆိုတဲ့စိုးဝင်တဲ့စီနီယာဟိုအများကြီးကွာအဲ့တော့အဲ့ဒီညီကိုဆိုတဲ့ကြော်စွာလင်းဟာစိုးဝင်ကိုစောက်ဖတ်ဖို့မလုပ်ပါဘူးရှင်းပါတယ်ဒီအခြေအနေတွေရှိတဲ့အပြင်ကိုပိုဂျိုဒီမောင်အေးဆိုတဲ့ကောင်ကိုလည်းဒီတိုင်းပါပဲအပတ်စဉ်35စင်းပါပဲကြော်စွာလင်းကိုညီကိုပေးဖို့မောင်အေးကိုကဝေးဝင်ကြီးဖြစ်ကြောင်းကြောင်းရွှေ့ခဲ့တယ်မောင်မောင်အေးများထုံးဦး မောက်အေးတို့ဟာ၃ယောက်ပါအပတ်စဉ်တူဖြစ်ကြပါတယ်အပတ်စဉ်25ကျောင်းစင်းတူအဲ့တော့စစ်ထဲမှာစစ်ပတ်စစ်တပ်ထဲမှာတွေးကွဲအုပ်ချုပ်မှုကြောင့်ကွဲနေတဲ့အုပ်စုတွေကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့တွဲအတွင်းမှုဘိုးဘိုးဒေါက်တာကြီးရဲဝင်ဦးဘိုးချုပ်ကြီးမမောက်အေးခမီးခမတ်ဘိုးချုပ်ကြီးမမောက်အေးနဲ့ဘိုးချုပ်ကြီးမြထုံးဦးတို့ခင်မင်ကြတယ်စစ်ပတ်အရက်မှတ်နှစ်ခုလုံးမှာအရေးပါတယ်စစ်ပတ်မှာခဲကြတဲ့ဘိုးချုပ်ကြီးမမောက်အေးကိုတက်မလို့ကြီးလေညနေကိုကေဦးဝင်နဲ့ဖဲလိုက်ပြီးဒီရက်ဘက်ကိုပို့လိုက်ပါတယ်ကာဝေးဝင်ကြီးဆိုတော့တတ်မရှိတော့ဘူး ဲ့တော့တက်ချုပ်ကသူ့စိတ်တိုင်းကြကစားပါတယ်။အောက်ခြေပါညညွနေအချိန်ကြီးပုံကန်နိုင်မှာဖြစ်တဲ့အတွက်ဘုကြောင့်စောမောင်ကိုယာလူကဖေရှားတော့ကအချိန်ကိုတင်ခန်းစာယူပြီးတက်ချွေနေခင်းညွန်ပေါက်လုံကြတာဖြစ်တယ်။ဒါကြောင့်ဒါမျိုးမဖြစ်အောင်သွေးခွဲအုပ်ချုပ်မှရမယ်ဆိုရင်အတွေ့မျိုးနဲ့လုပ်နေတာဖြစ်ပါတယ်။အဲတော့ဇိုးဝင်းကိုစစ်သားတချို့ကထောက်ခံမှုတွေရှိတာကိုမင်းအောင်နိုင်ကအမြင်မနာလို့ဖြစ်တယ်လို့ကြားပါတယ်။အဲတော့ ။ဆိုရင်အပတ်စဉ်တူလေးပုံစံကြီးယာပြည့်ကိုလည်းဘေးပဲထုတ်လိုက်ပါ။အဲ့တော့လက်ရှိမှာယာပြည့်ရဲ့နေဆိုင်ရေးအဝန်ကြီးဖြစ်သွားပြီ။အရင်တော့ပြည်ရေးအဝန်ကြီး။တချုံနဲ့ယာပြည့်နဲ့တွဲသွားတွဲလာလုပ်ရင်လည်းမရောက်နိုင်ဘူး။မချိုက်ဘူး။အာနာသိမ့်မှကြောက်နေတာ။ဒါကြောင့်ပုံစံကြီးများထုံးပုံစံကြီးတင်အောင်ဆန်းပုံစံကြီးမိုးအောင်ဆိုတဲ့ကောက်တွေ။အရက်ဘက်အုပ်စုတွေအကုန်ရောက်ပြီးစစ်တပ်လက်ကင်ရဲ့မရှိတော့ပဲညနေညုံညနေငယ်နဲ့ မေအောင်လိုက်ရဲ့မျက်နှာကြည့်စိတ်တော်ဒီဘောင်းတော်လေးနဲ့ကျွန်းတပေါက်တတ်တာပဲရှိနေပါတယ်အဲ့တော့နောက်ဆုံးမေအောင်လိုက်ကဘလောက်ထိစိုးရင်စိတ်ကြီးမလာလဲလို့ဆိုလို့ရှိသူ့ရဲ့သူ့ကိုပလင်ပေါ်တင်ပေးခဲ့တဲ့တန်းရွှေကိုတော့သူစိတ်ချတဲ့လုံကြုံကြီးတက်တွေအစာထိုးပြောင်းလဲပြီးအမဲမပြတ်စောင့်ကြည့်နေတယ်ဥတန်းရွှေပေါ်တစ္ဆာခံတဲ့ဘူချုပ်တွေကိုစိမံတဲ့အထောင်ကြီးကအမဲစောင့်ကြည့်နေတယ်လို့ ကြာရပါတယ်ဒီအခြေအနေတွေရှိပါတယ်ဟုတ်ကဲ့ပါဒါတော့ဆက်လို့မြတ်ကျော်တည်င်းလေးပဲဖြစ်ပါတယ်ဆိုတော့ဟိုဘက်ရေကွက်ကောင်းနေရပါတော့ဘောမားတွေကအစမင်းအောင်လည်းအဆုံးစိုးရင်ပူပန်မှုတွေနဲ့နေနေရတယ်ပေါ့နော်ဆိုတော့ဘောမားလေလောင်ဆန်းမင်းတို့ကောင်းနေပြောထားတာအဲရုရှားကိုသွားရောမှဟိုလက်မှတ်ထိုးဒီလက်မှတ်ထိုးမတီးလို့ရှိရင်ရုရှားကပဲမင်းတို့ရဲ့မင်းအောင်လိုင်းကိုလက်ကယ်မှုပါလို့လို့နေနော်မင်းတို့ကိုစောင်းအောင်အောင်မရှိဘူးတည်းလားနိုင်ငံခြားကိုအားကိုးပြီဆိုမှတော့နိုင်ငံခြားဆက်သက်တွေဝင်မှတော့မင်းတို့နိုင်ကျင့်မယ်ဆိုတာမင်းတို့ကြုံဆက်တွေးမယ်ဆိုတာမင်းတို့နားမလဲဘူးလား ဆော့ပိန်းနေလုံနေတော့ခုရတိနော်ငါတို့တော်လိုင်းရေးဆိုတာပြည်သူတွေပဲပါတယ်ငါတို့လက်နက်တွေရလာတာလည်းပြည်သူတွေကထောက်ပံ့လို့ရလာတာငါတို့ PDF တွေဆိုရယ်ပြည်သူတွေပဲနော်မင်းတို့စစ်ခွေးဘောမလူမျိုးတော်တိလားနိုင်ငံခြားသွားရတော့အာကိုတို့မှလာတာမဟုတ်ဘူးဘောမတွေတခြားစင်းစားမင်းတို့ပထွေးမင်းအွန်လိုင်းရဲ့ကောင်းကွက်လေးရပါလဲတကွက်တော့ရှိလားဆိုတော့မင်းတို့တခြားစင်းစားသုံးသက်နော်ခုချိန်မှာတော့မင်းတို့ကိုစစ်မှုထမ်းဥပဒေဆိုတော့မှအတင်းအဓမ္မဖမ်းနေမဟုတ်လား မင်းတို့ကောင်းနေတော့မှဒီရိုက်ဗီဒီယိုကြည့်ရောထွက်ပြေးနေရတယ်လေအဲ့တော့ကြည့်ချင်အပြင်မင်းတို့မင်းအွန်လိုင်းကိုဘာလို့မျက်စိမိပြီးတော့ဘောမနေအောင်မလဲခုချိန်ကအချိန်ကောင်းတော့မင်းတို့ကောင်းနေပပြောင်းပြောင်းလိုက်တော့ဘောမမလို့ဝင်နေတိလားမင်းအွန်လိုင်းအမားရှိတာကိုအမားမန်းတိပြီးတော့မှမင်းတို့ကောင်းနေအမြင်မှန်လေးရပြီးတော့မှလေးလားတိုင်းပြည်အတွက်ကို့တိုင်းပြည်အနာဂတ်အတွက်ကို့လူမျိုးအတွက်အကျိုးရှိတဲ့အရာတွေလုပ်ပါလို့မင်းတို့ကပြောချင်တယ်နော်ဆိုတော့ကျွန်တော်တို့တော်လိုင်းပတ်တော်သားတွေကတွေ့တွေ့ပြောကြတော့မလို့ဘူးအဓိကအဖြစ်ဒီကဘောမတွေအဲ့လိုကျွန်တော် နိုင်ငံလေးတည်းမှာပဲနေပြီးတော့ဗောနော်ဖြစ်ပါမှာဘာတွေဖြစ်နေလဲဘယ်လိုမျိုးတိုးတက်နေလဲတိုးတက်အောင်ဘယ်လိုလုပ်နေလဲဆိုတာမတိတဲ့လူတွေကိုပြောရချင်းဖြစ်ပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ဗောနော်ကိုယ့်ရဲ့ဒီမင်းသုံးသက်ချက်လေးတွေကိုယ်ပိုင်ဆုံးဖြတ်ချက်လေးတွေပေါ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီလေးလေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်ဒီမင်းချက်ကိုကိုယ်မှမှရေးခဲ့ပြပါအောင်ဒါဆိုလို့ရှိရင်ကျွန်တော် အများကြီးမပြောတော့ပါဘူးဗျပြောလဲပြောပြီးသွားပြီဆိုတော့ဗောနော်ကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးတိလဲပါချူချူပေးတဲ့ညီကောင်မတို့မအရောက်ချင်းနေတိုင်းလည်းသူပြင်ကျေးဇူးတင်ရှိပါတော့ဗျာကျွန်တော်တို့တော်လဲညီကောင်မတို့များအားလုံးဆက်ဆက်ရအစီအစဉ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေးကြည့်ဆက်ကြပါဗျာ